်းမြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းမှာပဲဖြစ်ပါတယ်။ဒီကျောင်းမှာတော့ကျောင်းသားမဲဆန္ဒနဲ့စံချိန်မီရက်ွက်ရဲ့မဲရုံအမှတ်1နဲ့2ကိုဖွင့်လှစ်ထားပါတယ်။စံချိန်မီရက်ွက်ရဲ့မဲရုံအမှတ်1မှာတော့မဲပေးခွင့်ရှိသူပေါင်း632ဦးရှိပြီးတော့မဲရုံ2မှာတော့မဲပေးခွင့်ရှိသူပေါင်း600ဦးရှိပါတယ်။ မဲယုံတက်မှာရေကောက်ပွဲမကျင်းပမီမှာကြိုတင်မဲပေးခဲ့သူစီရင်ကတ်ထားရမှာတော့ကြိုတင်မဲပေးခဲ့သူ9ဦးရှိပြီးတော့မဲယုံနှစ်မှာတော့ကြိုတင်မဲပေးထားတဲ့စီရင်တက်တက်ကတ်ထားခြင်းမရှိဘဲနဲ့ဌာနမဲပေးခွင့်ရှိသူစီရင်ကတ်ထားတဲ့နေရာရဲ့ထုံးမြက်လက်မှတ်ဒါမှမဟုတ်လက်ဝဲလက်မှတ်လက်ဝယ်ဆိုတဲ့နေရာမှာကြိုတင်ဆိုပြီးရေးထားတာမျိုး38ဦးထိရှိနေပါတယ်။မွေးမြူရေးရှိလုံကန်းနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနပြောင်သူဝန်ကြီးဦးမြင့်ရှင်ပြိုင်နဲ့ကြောက်တမ်းမဲဆန္ဒနယ်မှာမဲဆင်းမှာမပါလို့မဲပေးခွင့်မရတဲ့ဖြစ်ရပ်တွေအများကြီးရှိခဲ့ပါတယ်။ ပထမမဲဆင်းမှာပါခဲ့ပေမဲ့အခုမဲဆင်းမှာမပါလာလို့မဲပေးကွင်တွေဆုံးရှုံးခဲ့တယ်လို့သိရပါတယ်ဒီလိုမဲပေးကွင်ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးကြောက်တမ်းမဲဆန္ဒနဲ့ NLD ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်အေးမြမြမျိုးကအခုလို့ပြောပါတယ်အမအခုကမဲရုံပါလာကြီးကမဲရုံသုံးရုံမရှိရသေးပါဘူးအဒီ၃ရုံမှာဒီမနက်ကင်းရတော့ဒါတွေမတွေ့ခဲ့ပါဘူးဒါပေမဲ့လည်းမဲရုံပြရန်ကိုသတ်မှတ်ထားဆုံးရှိတယ်အဲ့ဒီကြောင့်မှတော့တောင်းဆိုခဲ့ပါတယ်၄နိုင်မရှိဘူးမဲရုံပြရန်ကိုသတ်မှတ်ပေးဖို့ဒီအချိန်မှာအရေးပေါ်မှုရှိ ောเนาะသူတို့ဆက်လက်ပြီးတော့ပြောပါတယ်အခုလက်ရှိကျပြဿနာတွေအများကြီးတွေ့တယ်ဟိုအမားလည်းပြဿနာတွေပေါ့เนาะဒီသူလွတ်တော်ဘုံထဲကိုဟိုမဲယုံမှားပြီးတော့မဲယုံနံပါတ်မှားပြီးထည့်သွားတာမျိုးပေါ့เนาะအဲ့လိုအမားလာမျိုးတွေတွေ့တယ်အဲထဲမှာတော့ဒီဒေးပုံလုံးထည့်ဖို့သုံးပုံလုံးထည့်ဖို့ကိစ္စကိုပြောနေတာတော့တားခဲ့ပါတယ်အဖုံးတစ်ချိန်လုံးဆက်ကြတယ်မင်းတွေကစုံနေတော့လေမင်းတွေစုံနေတော့မင်းပြန်သွားမှသူတို့စွေ့နေကြတယ်ပေါ့เนาะအဲ့လိုတကယ်လည်းအများကြီးကြားပါတယ်အပြဿနာအများဆုံးကတော့ message message မှာမပါဘူးဘယ်ပထမ ပါတယ်နောက်တစ်ချိန် message ကတော့မပါတော့ဘူးခုခုလဲနောက်ဆုံး message မှာမပါတော့ message ကိုမရှိဘူးပေါ့တစ်ခါစေကြည့်ချားလုံးကတော့မဲပါတယ်ဆိုပြီးသူတို့ဒီလိုပဲစိတ်အိတ်လိမ်နေခဲ့တဲ့ဒီပေါ့နော်နောက်ပြီးတော့ commission ကနေပြီးတော့အမကိုလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှမဲ့ပုံနေရှိရင်မဲပေးခွင့်ပြုပါမယ်လို့ဥတည်ကိုတိုင်ရလည်းပြောထားတယ်လေနိုင်ငံသားတွေမဲပေးခွင့်ပေးဖို့အတွက်ကိုမဲ့ပုံလေးရှိရင်ဒီရမီရဖမျိုးပါပြီးတော့ ထောက်ခံပေးတယ်ဆိုရင်လည်းတွေးခွင့်ပြုပါမယ်ပြောထားပြီးတော့အားလုံးကဒီလိုပဲသဘောပေါက်ခါကြတာအခုချိန်ကျတော့လက်ရှိတကယ်တမ်းလဲနောက်ဆုံးမဲပေးခွင့်ရမယ်ဆိုတော့မပါခဲ့မဲစင်းကလည်းမှားနေတယ်မဲစင်းလည်းမှားနေပြီးတော့တို့လည်းမဲပေးခွင့်မရှိဘူးပေါ့ဒီလိုပဲမျောလင့်ထားကြတဲ့သူတွေကအဲ့ဒီအတွက်ပြဿနာတွေနေရာတိုင်းမှာကြားရတယ်အမလက်ရှိရောဂျူတင်မဲနဲ့ပတ်သက်ပြီးအမရဲ့ကိုယ်စားလှယ်တွေကယူနေကြတယ်နော်ယူနေကြပြီးတော့နေရာတွေဆိုတော့များများနေပြီးတော့ဂျမ်းမင်းအမအစင်းတွေပို့ထားတာရှိပါတယ်ဂျူတင်မဲဟိုအချိန်မီကတ်တဲ့ပုံမှာ ကအခုချိန်ဒီပြဿနာမကြားရသေးဘူးဒါပေမဲ့အဲ့ကျွတ်တင်မဲတိမ့်ဆဲတဲ့ပုံနော်မဲပုံတိမ့်ဆဲတဲ့ပုံမှာကျွတ်တင်မဲကောက်တဲ့ပုံမှာတော့ပြဿနာအများကြီးကြားရတယ်။မဲစင်တာနယ်တစ်ခုလုံးမှာမဲယုံပေါင်း193ယုံရှိပြီးတော့မြို့ပေါ်ရက်ကွက်တွေမှာမဲယုံပေါင်း90နဲ့ကျင်းရအုပ်စုတွေမှာမဲယုံပေါင်း140ယုံရှိပါတယ်။တောက်တဲ့မဲဆန္ဒနယ်မှာဆန္ဒမဲပေးခွင့်ရှိသူအကြီးအကျယ်အတွက်ကတော့33956ဦးရှိပါတယ်။